ယ်ပြေးတဲ့ရှေ့မှာခွေးကြိုးခံနေလို့တော်တယ်သူတို့တော်တယ်နော်အန်ယူဂျီတော်တယ်အန်ယူဂျီတက်တယ်ဒါပေမဲ့လက်ကီးမရှိဘူးဗျလေးနှစ်ကြာကြာဖြတ်တန်းလာတဲ့ခါမှာအန်ဂျီယိုဆန်ဆန်ပဲလုံနေတယ်ပြည်သူမျက်နှာကိုရှေ့မရှိဘူးဗျဒီစစ်ကောင်စီပေါ့နော်ကျွန်တော်အခုပြောနေဆက်ကဆက်စစ်ကောင်စီရတော့ဒီသူတို့ရဲ့ကစားတဲ့အကွက်တွေတော့ရွေ့နေတဲ့အရွေ့တွေကဟိုထင်းသားမြင်သားတွေ့လာရတာပေါ့နော် ဘာလို့တော့စစ်ကောင်းဆောင်အားဒီရုရှားခီးစင်နဲ့ပြန်လာပြီးတဲ့နောက်ပိုင်းစရည်လို့ပြောအောင်ပေါ့နော်အခုဆိုလို့ရှိရင်ရွေးကောက်တဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီးတော့သူအသေးစိတ်ချပြလာတယ်တွေ့ရတယ်နောက်ပြီးတော့ဒီပြီးခဲ့တဲ့ရက်ပိုင်းပြီးွားတဲ့ peace store တို့မျိုးတွေလောက်လာတာတွေတိုင်းသားလက်နက်ကိုင်စုဖွဲ့တွေဖိတ်ခေါ်ပြီးတော့နိုင်ငံပိုင်တွေဖိတ်ခေါ်ပြီးတော့ဒီငင်းရေးစကားပြောမယ်ဆိုပြီးတော့အဲ့ဒါလောက်လာတဲ့ peace store လို့စကားဝိုင်းလောက်လာတဲ့ best step လို့ဟုတ်ပေါ့ဒီနိုင်ငံဟိုဟာ6နိုင်ငံအစည်းအဝေးအလုံးမဲ့အစည်းအဝေးလို့မျိုးသူ့ကိုဖိတ်ကြားခြင်းခံရတယ်လို့သိရတာပေါ့ ီဘုံမှာအခြေခံပြီးတော့တအူမူဂျိုးအနေနဲ့ဘယ်လိုသုံးသပ်ချင်လဲဗျတိန်တောင်တဖွဲမင်းရေးကျဲတယ်ဆိုတာနိုင်ငံရေးနယ်ပယ်ကိုပြောတာဗျအဲ့တော့ဒီဘက်ကစကားစပေါ့ဒီဘက်ကကျွန်တော်မြမအကြီးဒီမိုစီအင်အားစုတွေပေါ့စကားစအကွက်စိတ်စိတ်ကောအကွက်ကျဲကျဲရောခြေလန်းကျဲကျဲနေလှမ်းနေတယ်သူ့ရဲ့အဓိကမာမိတ်ဖြစ်တဲ့ရုရှားကိုသွားတယ်ဘီလာရုစ်ကိုသွားတယ်ဟော မနေ့တနေ့ကပဲမြမပုံရိပ်ဖုံညွှန်းရေးအဖွဲ့ဆိုပြီးတော့ဒေါက်တာဇော်ဦးတို့ကိုကျော်လင်းဦးတို့အပါဝင်ပုံရိပ်ကြဆင်းနေတဲ့နိုင်ငံတကာနယ်ပယ်မှာတိုးမဝင် ထိုးဖောက်လို့မရတဲ့စက္ကစရဲ့ပုံရိပ်တံတန်အမျိုးမျိုးဒီကိုအငားပါစံနဲ့ပျော်ပေးမဲ့တတိပညာရှင်များအဖွဲ့ဦးလည်းဖွဲ့လာတယ်ဟောတစ်ဖက်ကလည်းငြင်းချမ်းကြီး ပြန်လဲပေါ်ဆောင်မှုနဲ့ဆိုပြီးတော့ပူရပြည့်နဲ့အဖွဲ့ကိုမြန်မာနိုင်ငံရှိတဲ့စကားစနဲ့အလွမ်းသင့်တဲ့နိုင်ငံရေးပါတီအဖွဲ့တွေတဲ့ကျွန်တော်ညီညာရေးရွှေနှုတ်ပွဲဆိုလုပ်တယ်စကားစအကွက်စိတ်စိတ်ကောအကွက်ကျဲကျဲလမ်းတော်တွေ့ရလားစကားစပဲဆိုင်ဒီဘက်ကကျွန်တော်မြန်မာဒီမိုစီအင်အားစုတွေကတော့အရင်မူးသမားလူလူဆေးကြောက်သမားလူလူ ထမ်းရည်သမားလူမူးတူးတူးနဲ့ယူတူးတူးနဲ့လှမ်းနေကြတော့ပဲဖြစ်တယ်လို့စကစကငွေရှိတယ်လက်နဲ့ရှိတယ်အာဏာရှိတယ်ရက်ဆက်မှုပေါင်းတရဖူစောင်းတာမှတ်ပါတယ်ကျွန်တော်တို့မြမဒီမိုစီအင်အားစုတွေကသူတို့လူငွေလက်နဲ့အာဏာရက်ဆက်မှုမရှိပေမဲ့ပြည်သူ့ထောက်ခံမှုအများဆုံးရထားတယ် ဒါပေမဲ့ကျွန်တော်မြမဒီမိုစီအရာစုတွေကထိုင်းနိုင်ငံမှာနေကြတဲ့အခါမှာကျွန်တော်တို့အစိုးရဆိုတဲ့လူကြီးကရဲကြောင်အစိုးရဖြစ်နေထိုင်းရဲကိုကြောက်နေတယ်အဲ့ဒီတဲကအလွယ်ကြီးလွဲနေတယ်အဲ့တော့ကျွန်တော်တို့မြမဒီမိုစီရေးကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်ကိုကူကို ကိုယ်တိုင်မြင်းနေဖြစ်နေဒီမိုစီပြေးလမ်းပေါ်မှာမြင်းနေပြေးတဲ့အခါမှာရှေ့မှာခွေးကြိုးအချို့ကခံနေတယ်ဗျာ မြင်းပြေးရာခွေးကြိုးရှေ့မှာခံဆိုတဲ့မြမဆူရူစကားတိုင်းပဲတိတိယောက်ယောက်ထဲထဲဝင်ဝင် ထွန်းထွန်းပေါက်ပေါက်တက်တက်ကြွကြွအာကောင်မောင်းတန်အလုတ်လုတ်ကြရမယ်မြမဒီမိုစီအင်အားစုကျွန်တော်တို့ဒီမိုစီအစိုးရဆိုတဲ့လူတွေကကျွန်တော်တို့ခမားတို့နေပဲအသီးသီးကလူငယ်မောင်းပဲ PDF အပါဝင် ီမိုစီတက်ချွတ်လှူရှားသူတွေမြင်းကောင်းတွေပြေးတဲ့ခါမှာခွေးကြိုးခံလို့ခံနေတယ်ခွေးကြိုးရှေ့ရန်တွေပိတ်ရက်နေတယ်ဒါဟာလဲတအားကြီးတော့မဆမ်းပါဘူးဗျာကျောင်းစီဘက်ကတော့ဒီရွေးကောက်ပွဲတစ်ပတ်သက်ပြီးတော့ဟိုမဖြစ်မနေဘူးသူလုံမဲ့သဘောတော့ကျွန်တော်တွေ့ရတာပေါ့နော်ဒါဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲကဟိုဦးမကျွတို့ဘယ်လိုမြင်လဲတကယ်ရောသူတို့ လက်တွေ့ကြကြအကောင့်တဲ့ဖော်တော့မှာလားဒါဒီရွေးကောက်ပွဲအထမြောက်ွားရင်ဘာတွေများနောက်ဆက်တွဲပြဿနာတွေဘာတွေများတယောက်မှုတွေရှိလာနိုင်မလဲဆိုတာလည်းနဲ့သုံးသပ်ပြပါဦးဗျရှေ့ကောင်စီကလာမယ့်2026နှစ်စမ်းပိုင်းမှာပဲရွေးကောက်ပွဲကိုအပီးလုပ်ပဲလို့လေတံပြက်ထားပါတယ်ဒီအတွက်မြန်မာနိုင်ငံမှာရှိနေတဲ့နိုင်ငံရေးပါတီတွေကလည်းလှုပ်လို့ရအောင်နဲ့ရှေ့ကောင်စီတဲ့ညီညာရေးရှင်တွေဘက်မှာလည်း ဇပွဲဝိုင်းထိုင်မိကြတယ်အဲဟိုပြောမယ်ဆိုရင်ပြည်နယ်တိုင်းဒေသကြီးတွေကိုစီယုံရေးမစင်းရသေးပေမလဲစစ်ကောင်စီနဲ့တော်တော်လေးအလွမ်းသင့်ပနေနံပါတ်တက်ပြီးတော့ပြည်တွင်းအလုပ်ကိုပြည်တွင်းကလုပ်နေကြပါတယ်စစ်ကောင်စီဟာသူ့ရဲ့နိုင်ငံကြီးကစားကွက်ထဲမှာရွေးကောက်ပွဲရလဲကစားကွက်တစ်ခုဖြစ်ပါတယ်သူဟာတရားဝင်အစိုးရဖြစ်ဖို့ရုရှားဘီလာရပ်စ်တရုတ်သူ့ရဲ့အမာခံအင်အားစုတွေကို ငွေကြီးနောက်စီဝါရေးအရင်းမြစ်အခွက်လန်းနောက်ညူကလီးယားလက်နက်ပါဝင်လက်နက်ဆက်ယုံတွေတူလောင်ယုံတွေမြန်မာနိုင်ငံမှာလာရောက်ဆောက်တဲ့ဆိုတဲ့မလုံးတွေနဲ့တရုတ်ရုရှားဘီလာရပ်စ်ကိုဆိုတဲ့အမေရိကန်နိုင်ငံတွေကိုစီယုံထားလို့ပဲအခြားဖက်မှာလည်းစစ်ကောင်စီကို တစဆာနဲ့ပွဲတိုးလာအောင်စင်ပေါ်ရောက်လာအောင်အာဆီယံအပါအဝင် နိုင်ငံတော်တော်များများကစစ်ကောင်စီကိုခြေတလန်းပြီးတလန်းစင်မော်ရောက်အောင်တွန်းတင်ပေးသလိုဖြစ်နေတာအားလုံးသိကြပါတယ်အထို့တော်လည်းပဲကျွန်တော်တို့မြန်မာဒီမိုစီအင်အားစုကျွန်တော်ဒီမိုစီအင်အားစုရဲ့အစိုးရဘိုင်းကကျွန်တော်တို့ခြေနှစ်ဖက်ဇုံရက်နေတဲ့ထိုင်းဆိုရထိုင်းလွတ်တော်ထိုင်းလူခွေကော်မရှင်ရှိတဲ့ကျွန်တော်ဇုံရက်နေတဲ့နိုင်ငံကို ဘက်ပေါင်းစုံကစီယုံသိမ့်သိမ့်ငွေကြေးနဲ့အပြန်လန်ပူပေါင်းဆောင်ရွက်မှုနဲ့ကျွန်တော်တို့မြန်မာတွေကိုကာဝယ်စောက်ရှောက်မှုတွေနဲ့အဲ့ဒါတွေကိုလုပ်ရမယ်အလုပ်တွေလုပ်ငန်းစဉ်တွေဟာအချိန်တွေတဖြည်းဖြည်းနဲ့လွန်လာခဲ့ပါပြီလင်းတွေကျော်လာခဲ့ပါပြီလုပ်ရမယ်အလုပ်တွေကိုကျွန်တော်တို့ဒီဘက်က NUG ဆိုရမလုပ်ခဲ့တာတွေထိထိရောက်ရောက်ထွန်းထွန်းပေါက်ပေါက်တွန်းတွန်းတိုက်တိုက် မလုတ်ခဲ့တာတွေဟာအဲ့ဒီအကျိုးဆက်တွေကဒီနေ့ထိုင်းရောက်မြန်မာရွှေပြောင်းလုပ်သားတွေနဲ့အခြားခြားသောမြန်မာတွေခံနေရတာပါပဲပူပေါင်းဆောင်ရွက်မှုအားနေတယ်ဗျထိုင်းဆိုရထိုင်းလွတ်တော်ထိုင်းလူခွင့်ကော်မရှင်အပါအဝင်ထိုင်းနိုင်ငံရဲ့အဓိကအချုပ်ချာနာအပိုင်းနဲ့အဖွဲ့အစည်းတွေပူပေါင်းဆောင်မှုအားနေတယ်နောက်ခုကပူပေါင်းဆောင်ရွက်မယ်ကြံရင်လဲဆရာကြီးကြိုက်ဖမ်းပြီးတော့အခေါ်ဆောင်တယ်မျှော်နေတယ်ခေါ်ပါဦး မဟုတ်ဘူးမိမိတို့ကအစိုးရဆိုတာကိုဘေးချိတ်ထားပြီးတော့ထိုင်းရောက်မြန်မာခုနှစ်တန်းကိုအကာအကွယ်ပေးဖို့အတွက်ထိုင်းလူခွေကော်မရှင်ထိုင်းလွတ်တော်ထိုင်းဆိုရောက်နောက်ဖိုးပေါက်ကဝင်တဲ့လဲဝင်ရမယ်အင်ရှိပေါက်ကဝင်တဲ့လဲဝင်ရမယ်ဥညွတ်ပြီးတော့စဝရီခတ်တဲ့လဲခတ်ရမယ်ကျွန်တော်တို့ပုံစံမျိုးစုံနဲ့လုပ်ရမယ်အဲ့ဒါတွေအားလုံးကိုထိုင်းဘက်မှာမလုတ်ဖဲနဲ့အမေရိကန်နဲ့ EU ဘက်မှာ ကျွန်တော်တို့အစိုးရက လုတ်ခဲ့တယ်မလားအဲ့တော့ထိုင်းရောက်မြန်မာတွေရဲ့အမြင်ပါကိုချင်းနဲ့ချောင်းရက်နေတဲ့ထိုင်းအစိုးရထိုင်းလွတ်တော်ထိုင်းလူခွေကော်မရှင်ပါဝင်ကိုချင်းနဲ့ချောင်းငင်းငင်းမြန်မြန်ရက်နိုင်ဖို့အတွက်ဗက်ပေါင်းဆိုတာတိုင်ဝိုင်းဖော်ဆောင်ထိရောက်အောင်အကျိုးဆောင်ရမှာ အကာအကွယ်ပေးရမှာ လုပ်ရမယ်အစားအမေရိကန်နဲ့ EU လုပ်နေတာဟာ ကျွန်တော်တို့ဒီမိုစီအစိုးရဟာအခြေအနေမကောင်းရင်အမေရိကန်နဲ့ EU ကိုကြောင်းမှုခြေလမ်းပေါင်းစုံပြင်ထားတာပဲလို့ပဲသဘောပေါက်ကြတော့တယ်ဒီရွေးကောက်ပွဲကိုတကယ်ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ဖြစ်ပေါ်လာနိုင်မဲ့အကျိုးဆက်လေးတွေပါရှိနိုင်တယ်အထူးဖြစ်တော်လရင်အင်အားစုတွေပေါ့မဟုတ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲအဲ့ဒါလည်းပြောပြပါဦးခင်ဗျရွေးကောက်ပွဲဆိုတာတော့စစ်ဆိုးရရဲ့ထပ်ပေါက်ပြီးတော့မာယာဘျူဟာတစ်ခုပါပဲ ရွေးကောက်ပွဲလုပ်ခြင်းအဖြစ်သူဟာတရားဝင်အစိုးရဖြစ်သွားမယ်။အနိုင်ရတဲ့နိုင်ငံရေးပါတီကလည်း NLD လည်းမရှိတော့ဘူး။ကြံ့ဖွန့်တဲ့ကိုကိုကြီးတို့လိုဟလာစောမြရာစာလင်းတို့လိုဟလာအခြားသောစစ်ဆိုးရနဲ့ပလင်းတူဘူးစုအင်အားစုတွေပဲဖြစ်သွားမှာဖြစ်တဲ့အတွက်ဘသူပဲအနိုင်ရရစကစရဲ့ကျွန်တော်ပြောမယ်ဆိုရင် တောင်းနေရဖားတွေငားတွေပါ ဆခါဆအချိန်ပြီးထုတ်ပြီးတော့ရိုက်တက်ချက်စားလို့ရတဲ့သူတွေပဲအဆိုရဖြစ်သွားကြမှာပါအဲ့တော့ဆခါဆအတွက်အသက်ရှူပေါက်6အသက်ပုံမူရှူလို့ပြင်းပြင်းရှူလို့ကောင်းအောင်အသက်သွင်းနေကြတဲ့မြန်မာပြည်တွင်အင်အားစုတွေကလည်းသူတို့မှလည်းအချိန်ဒီအကြက်တဲကောင်းရှိပါလိမ့်မယ်သူတို့မရရတာကိုထွက်ပေါက်ရှာတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ စကစရဲ့မာယာသာတွေရအောက်ပါမာယာဘျူဟာတွေကြားထဲမှာရွေးကောက်ပွဲတစ်ခုကျင်းပအောင်မြင်သွားပြီဆိုရင်တော့နိုင်ငံတကာကဥပမာအဖြစ်အမေရိကန်တို့ EU ရဲ့သဘောထားတွေအပြောင်းလဲတွေအနေနဲ့များဖြစ်လာပါလိမ့်မယ်ရွေးကောက်ပွဲရဲ့သဘာဝအနေနဲ့ပါတီကိုအာဏာလွှဲတာငဖြူငကြောင်ငကြားဆိုတာကြည်တာမဟုတ်ပါဘူး အနေရသူတကယ်လွှဲမလွှဲကြည့်တာပါတကယ်လွှဲပြီဆိုတဲ့ကိုကစကစရဲ့စောစောပြောတဲ့ပလိုင်းနဲ့ကဖားတွေငါးတွေပဲအာနာရရစကစလက်ဝေကံဒီအာနာရတာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်နိုင်ငံကအမြင်မှာအာနာတကယ်လွှဲလိုက်တယ်အာနာရပါတီကိုအနေရပါတီကိုအာနာလွှဲလိုက်တယ်ဆိုတော့စကစအတွက်အသက်ရှူပေါ့ချောင်သွားသလိုအသက်ပြင်းပြင်းလဲရှူနိုင်ခွင့်ရသွားပါတယ် အခြားဘက်မှာလည်းကျွန်တော်တို့မြမဒီမိုစီအင်အားစုတွေကအဲ့ဒီအချိန်မှာ9နှစ်သုံးဖို့9နှစ်ကြော်လာပြီဖြစ်တဲ့အတွက်ပြည်လူထောက်ခံမှုတွေကတဖြည်းဖြည်းနဲ့ညှော်နေကြာဆင်းလာပါလိမ့်မယ်အထူးသဖြင့်ရံမုံငွေလမ်းကြောင်းတွေအလူငွေလမ်းကြောင်းတွေအခုလည်းကြာဆင်းနေတာပဲစကားစားတဲ့ဘက်ကရံငွေပေးတဲ့လူတွေအလူငွေပေးတဲ့လူတွေဖိအားပေးတာဖုံးဝါစာဆက်တာရှိနေတဲ့အခါကျတော့ တမက်ကနိုင်ငံကြီးအများကြီးမသိတဲ့အများကြီးမတွေ့တဲ့တာမန်ပြည်သူလူထုတွေကရွေးကောက်ပွဲအနိုင်ရပါတီကိုအာဏာလွှဲပြီးလိုက်ပြီဆိုမြန်မာနိုင်ငံရဲ့အခက်အခဲကဒင်းနေကြတဲ့လွန်ဆွဲရှင်တွဲလွန်ဆွဲဒွန်ဆွဲအားပြိုင်နေတဲ့နှစ်ဖက်အားပြိုင်မှုတွေကပြီးသွားပြီလို့သဘောပိုက်ကောင်းပိုက်တဲ့ တာမန်လူဒန်းစားတာမန်ပြည်သူလူတွေများစွာရှိမှာပါအဲ့ဒါလိုပဲအမေရိကန်ပါဝင် EU ပါဝင်နိုင်ငံအတိုင်းဝိုင်းစက္ကဆကိုကျွန်တော်တို့တဖြည်းဖြည်းလူရသွင်းလာတဲ့တဖြည်းဖြည်းဆင်နေရပေးလာတဲ့အာဆီယံအတိုင်းဝိုင်းကလည်းသဘောထားတွေအပြောင်းကြီးပြောင်းပြီးတော့တစ်ချိန်လုံးကကျွန်တော်တို့က80ကျွန်တော်အင်အားစုတွေက80စက္ကဆ 30ပဲရှိတဲ့အနေထားကနေစကစ90ကျွန်တော်တို့90နဲ့သူမသာကိုအာတုပဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုပေါ့တော့ဒါအာဒီအွေ့ပေါ့နော်ဒီစစ်ခေါင်းဆောင်ပေါ့နော်စကစစစ်ခေါင်းဆောင်ရဲ့ဒီရုရှားကနေပြန်လာပြီးနောက်ပိုင်းမှာအာဒီအွေ့ဟာထိရောက်လာတယ်လို့ကျွန်တော်ယူဆလို့ရယူဆလို့ရပါလေရုရှားနဲ့ဗီတာနဲ့ခီးစဉ်အပြီးမှာတရုတ်ကလည်းပတ်ပေါင်းဆောင်ကနေပြီးတော့ ိုင်ဝိုင်းတာရှိတယ်။အရင်တော့တရုတ်ကကျွန်တော်တို့ဘက်ကို60စက္ကစဘက်ကို40ပါ။အခုခါမှာတရုတ်ကစက္ကဘက်ဘက်ကို90ရရင်လုံးကျွန်တော်တို့ဘက်ကို100ရရင်လုံးလောက်ပဲထားတော့ကျွန်တော်တို့တချိန်ကလေနံတစ်ဖက်နင်းခဲ့တဲ့မမြဝင်းတဲ့ဒရန်တူတဲ့ဘူအောင်တင်တရုတ်ကြီးဟာစက္ကစဘက်ကိုလုံးဝနင်းလိုက်ပြီဖြစ်တဲ့အတွက်တရုတ်ကြီးမမြဝင်းဟာစက္ကစဆိုတဲ့ ကျွန်တော်တို့ဘူအောင်နေဘက်ကိုနင်းလိုက်ပြီးဖြစ်တဲ့အတွက်ကိုဘချက်အပြည့်ရှိတဲ့ကျွန်တော် NUG နဲ့ဒီမိုစီအင်အားစုတွေကမျောငေးလို့သာရှိပါတော့တယ်အဲ့ဓာတွေအားလုံးကလည်း၄နှစ်ကျော်အချိန်ရခဲ့တဲ့အခါမှာဘက်ပေါင်းစုံကနေကျွန်တော်တို့အစိုးရပိဒါဆိုတာမလုပ်ခဲ့လို့ပါသူတို့တော်တယ်နော်သူတို့တတ်တယ်နော်သူတို့လက်ကီးမရှိဘူးအဲ့အတွက်အခု၅နှစ်ကျော် ဖြတ်သန်းတဲ့ကာလမှာ ် NGO တရံဝင်းဌာနစက္ကုနဲ့ဖွဲ့စည်းထားတဲ့ဒုတိယအဲယာယီတမနာဆပြီးတော့ဝင်ကြီးအားလုံးအနားယူပါတော့နောက်ဆုတ်ပေးပါတော့လူတစ်တွေနဲ့သူတို့လိုပဲတတ်တဲ့သူတို့လိုပဲတော်တဲ့သူတို့တဲ့လက်ကြီးရှိတဲ့လူတွေနဲ့အစ်စ်ကျွန်တော် reform လုပ်ဖို့လိုပါတယ်အခုယာယီတမနာဒူဝါလက်ရှိလာလို့ယာယီဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ပြောနေတာက ပြုပြင်ပြောင်းလဲဆိုတာကျွန်တော်နားလေတာကစကားတစ်ခွန်းပြောပြီးတိုင်းဟေးဟေးဟေးဆိုလက်ခုပ်၅ချက်တီးတယ်အခုသူတို့စကားတစ်ခွန်းပြောပြီးတိုင်းလက်ခုပ်၄ချက်တီးတယ်တစ်ချက်ချော့တီးတယ်လက်ခုပ်၅ချက်ကနေ၄ချက် လက်ခုပ်တန်တစ်ချက်ချော့လိုက်တဲ့အပြောင်းလဲတိတာပေါ်တွင်ထင်ရှားတဲ့အပြောင်းလဲမဟုတ်သေးပါဘူးခမားတို့ဟာတော်ပါတယ်တက်ပါတယ်လေးစားပါတယ်ဒါပေမဲ့လက်ကီးမရှိပါဘူးဒီမိုကရေစီဘောလုံးပွဲကြီးမှာ ပွဲသိန်းရွှေကိုးသွင်းမဲ့စူပါဆက်ကစားသမားတွေမြောက်များစွာလိုအပ်ပါတယ်။ဖောင်းပွားတဲ့ဝင်ကြီးဌာန၁ခွန်တစ်ခုကိုလည်း၆ခုလောက်ပဲထားပြီးတော့ထွန်းထွန်းဖောက်ဖောက်ထိထိရောက်ရောက်နဲ့တွန်းတွန်းတိုက်တိုက်နဲ့မြန်မြန်ဆန်ဆန်ပွဲသိန်းပါမတာကျွန်တော်တို့ရဲ့ဒီမိုစီအားစုတွေရဲ့နူးဒေါ်လာရဲ့အောင်ပွဲဒီမိုစီအောင်ပွဲရပါလိမ့်မယ်။အခုကတော့ဒီဆက်ကဆာဒီအကွက်ကို ကောင်းကောင်းရွှေ့နေတဲ့အချိန်မှာဒီတော်လင်းအင်အားစုတွေပေါ့နော်အာသူတို့ရဲ့လှုပ်ဆောင်ချက်တွေကအာတဖြည်းဖြည်းမေးမိန်လာတယ်လို့ကျွန်တော်ပြောလို့ရမှာလို့မဟုတ်ဘူးမေးတော့မမေးမိန်ဘူးဗျစက္ကဆာအာဆီယံတရုတ်ရုရှားဘီလာရပ်စ်လူယာသွင်းတဲ့နိုင်ငံတွေပုံများလာပြီးတော့တကွက်ပြီးတကွက်အနေရွှေရောမနေမမြန်ရွှေရော အမြန်ရွှေနီးနဲ့ရောဖြူဟာပေါ့ပေါ့စုံတော့တော့ပြီးတော့ ရွှေ့လာတဲ့ခါမှာကျွန်တော်တို့ NUG ကျွန်တော်တို့အစိုးရကလည်းအဲ့လိုထွန်းထွန်းပေါက်ပေါက်ထိထိရောက်ရွှေ့စေကြတာမို့လားဒါပေမဲ့ကျွန်တော်တို့ကအကုန်လုံးမြင်းကောင်းနေမဟုတ်ကြဘူးအဲ့မြင်းကောင်းနေတယ်မှာခွေးကြိုးတွေပါနေတယ်တော်ပြီးတက်ပြီးလက်ကီးမရှိတဲ့လူကြီးမြောက်များစွာပါနေတဲ့အတွက်ကျွန်တော်တို့ဒီ reform လို့ခေါ်တဲ့ပြုပြင်ပြောင်းလဲရေးကိုထိရောက်စွာ မြန်ဆန်စွာပြုတ်လုံနိုင်ပါမှကျွန်တော်ငားနဲ့စီမံချက်အခုငားနဲ့ထဲရောက်လာပြီကျွန်တော်တို့ပြည်သူလူထုဟာ BNN ပြည်သူလူထုမဟုတ်ပါဘူးခင်ဗျကမ်ဘောဒီးယားပြည်သူလူထုမဟုတ်ပါဘူးခင်ဗျကိုလံဘီယာပြည်သူလူထုမဟုတ်ပါဘူးကိုလံဘီယာကမ်ဘူးချာ BNN တို့ဟာနှစ်ရှည်ကြံ့ကြံ့ခံနိုင်ကြတဲ့မိသွေးပြီးလို့ချင်းပြီးလို့လူမျိုးဖြစ်ပါတယ်မယူသေးစကား ကျွန်တော်မြန်မာပြည်သူကစိတ်နှုပါတယ်ကောက်ရိုးမိတွေဖြစ်ပါတယ်ဒါကြောင့်ရေရှည်စစ်ပွဲနဲ့ပတ်ပေါင်းစုံပြင်ဆင်မှုနဲ့ပတ်ပေါင်းစုံခံနိုင်ရေမရှိပါဘူးခမဒါကြောင့်ငါးနှစ်ဆိုတာတော်လောက်ပါပြီတန်လောက်ပါပြီအဲ့ဒါကြောင့်မြင်းကောင်းနေနဲ့အတူပြေးကြပါကျွန်တော်တို့ပြည်သူလူထုအမတန်တနာစရာကောင်းတဲ့မြန်မာပြည်သူယုံနေတဲ့အတူပြေးကြပါ စကားစစစ်ခွေးကြိုက်ခွေးတွေနဲ့အတူ မလိုက်ပါနဲ့ယုံနဲ့အတူပြေးပါခွေးနဲ့အတူမလိုက်ပါနဲ့ဒီမိုစီမြင်းကောင်းတွေအတူတူပြေးပါ အနစ်နာခံပြေးပါဟိတ်ဟန်ပါလွားမှုတွေမလုပ်ပါနဲ့ပရိသတ်မဆန်ပါနဲ့အာနာရှင်မဆန်ပါနဲ့ဒီမိုစီမြင်းကောင်းတွေရှေ့မှာခံနေတဲ့ခွေးကျိုးတွေဖယ်ပြေးပါမြန်မြန်ပြုတ်ပြင်ပြောင်းလဲပြီးတော့ဒီ၅နှစ်ဆိုတဲ့လုံလောက်တဲ့အချိန်တာအတွင်းမှာ ကျွန်တော်တို့အတူတူမြန်မြန်ဆန်ဆန်ထိထိရောက်ရောက်တက်တက်လက်ပြေးကြဖို့လိုပါတယ်လှုပ်ကြဖို့လိုပါတယ်အခုလိုပေါ့ဆက်ကစားဘက်ကဒီ COE တွေဆင်းနေချိန်မှာဒီအကွက်အဲ့တွေဟိုလက်လက်လေးတွေရွှေ့နေချိန်မှာပေါ့နော်ဒီဒီဘက်ချန်တော်လှန်ရာစုပေါ့နော်ဟိုအော်ဓာပြားဟောင်းတွေဖွင့်ပြီးတော့ဒီအလူခံကောင်းနေတော့မယ်လို့ဟိုထောက်ပြမှုတွေလည်းကျွန်တော်ကြားသိရတာပေါ့နော်ဒီဘုံမှာရောဦးမိုးကျိုးအနေနဲ့ဗာမြတ်ပြောချင်တယ်အော် အဲ့ဒါကတော့ရတဲ့ရွာထဲမှာတောင်ဟာသရှိပါတယ်အန်ယူဂျီအစိုးရကိုမေးတယ်တဲ့ကျွန်တော်တို့အနာဂတ်စီမံကိန်းတွေလာမဲ့ကျွန်တော်ဟိုပြစ်ဆုတ်ပံအတိတ်ကိုထားဗျာပြစ်ဆုတ်ပံကိုဖျက်ဆီးနေတယ်အနာဂတ်မှာဘယ်လိုစီမံကိန်းတွေရည်ရွယ်ချက်တွေဟာလာလုပ်ငန်းစဉ်တွေပေါ်ဆောင်လဲဆိုတော့ကျွန်တော်အလူခံမယ်ပေါ့ဗျာကျွန်တော်တို့ကဖလားတွေကိုပဲတခုပြီးတခု ဖလားတွေတလုံးပြီးတလုံးထက်နေကြတယ်ဒါပြည်သူတွေရဲ့တရားတရားပါပြည်သူတွေရဲ့နဖူးကချွေးချီမတိကြတယ်ချွေးနေစာတွေဖြစ်ပါတယ်နောက်ကျွန်တော်တို့မြန်မာဒီမိုစီရေးကိုစာနာထောက်ထားသူတွေကပေးထားတဲ့ချွေးနေစာအလူငွေတွေဖြစ်ပါတယ်ရံပုံငွေတွေဖြစ်ပါတယ်အလူခန္ဓာတစ်မျိုးတည်းနဲ့ကျွန်တော်တို့တော်လိုင်းကြီးမြန်မာဒီမိုစီရေးကမလုံလောက်တလို့၅နှစ်လုံလောက်တဲ့အချိန်ရလာတဲ့ ကာလာအတွင်းမှာ အခုတည်းပုံမူအားကောင်းတဲ့အားဆိုင်မှုအခုတည်းပုံမူအားကောင်းတဲ့ထိတွေ့ဆက်ဆံမှုအခုတည်းပုံမူအားကောင်းတဲ့ပူပေါင်းဆောင်ရွက်မှုနဲ့အရွေကြီးတစ်ခုလိုင်းလုံးကြီးတစ်ခုတိတာပေါ်လွင်ထင်ရှားတဲ့အောင်ပွဲကြီးတစ်ခုစုပ်ကန်ရမယ်အချိန်ပန်းနိုင်ကိုမျက်နာမူရမယ်အချိန်ဖြစ်ပါတယ်ငင်းကောင်းတွေအကုန်လုံးအတူတူပြေးကြရမယ်အချိန် ခွေးကြိုးတွေခံနေတာကိုကန်ချတွန်းချရိုက်ထုတ်ရမယ့်အချိန်ဖြစ်ပါတယ်